ခရစ်ပတိုမှာဈေးကြောင်လေးဝင်ဝေးတာနဲ့ဒုက္ခရောက်ဖို့ဝင်ဝေးတာမတူပါဘူး။ဒါကြောင့် buy the dip ရင်းနဲ့ရှုံးသွားတဲ့သူတွေမကြာခဏဆိုသလိုတွေ့နေရတာပါ။ဆိုတော့ buy the dip ကိုဒုက္ခမရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကိုဒီနေ့မှပြောပြပေးသွားပါမယ်။ buy the dip လို့ရမယ့်နေရာ crypto လောကမှာဈေးတွေက ထုံးညံလို့ထိုးထက်သွားလိုက်ခဏနားပြီးတော့ပြန်ကျလာလိုက်ပါပဲ။ ဒီလိုခဏလေးဈေးပြန်ချတော့ကို pull back ဒါမှမဟုတ်လူအများခေါ်တဲ့ dip လို့ခေါ်ပါတယ်ဒါကဈေးကွက်ကြီးလုံးဝပြည့်စည်သွားတာ crash ဖြစ်သွားတာမဟုတ်ပါဘူးခဏအသက်ရှူရပါစောစောဝယ်ထားတဲ့သူတွေအမျက်ထုတ်လို့ဈေးခဏကျသွားပြီးတော့ဝယ်သူအသစ်တွေပြန်ဝင်လာဖို့အချိန်ယူရပါလိုင်းကြောင်းက app trend ဖြစ်နေသေးတဲ့ရွေးဒီလိုခဏကြတာက နောက်တစ်ခါပုံမြင့်အောင်တက်ဖို့အတွက်ပါဒီလို dip တွေက smart ကြတဲ့ trader တွေအတွက်တော့ discount အကြီးကြီးရလိုက်တယ်လို့ပါပဲ ဒါကို by the dip ဈေးကြောင်ဝယ်တယ်လို့ခေါ်ပါတယ်အခြားသူတွေဒူဝင်နေတော့မှဈေးတက်တာတော့ဝင်ဝယ်ပြီးတော့ဈေးပြန်တက်လာမယ့် line ကို စီးဖို့ကြိုးစားတာဖြစ်ပါတယ်။ဘာလို့ dip တော့ဝင်ဝယ်တင်တာလဲ။ဈေးကြတာကိုဝယ်တာကဈေးခွက်ရဲ့လမ်းကြောင်းအတိုင်းကိုလိုက်ပါစီးစင်တာပါ။ဘာလို့ဒီနီလန်းကအလုပ်ဖြစ်တာလဲဆိုတော့ဈေးကောင်းရတယ် risk နေတယ်။ စီးရီအမြင့်ဆုံး all time high ပါလိုက်မဝေဘဲနဲ့စီးပြန်ကြလာပြီးတော့ sport level တွေနေရာတွေကို ရောင်းမှဝယ်တာမို့လို့စီးကောင်းရပါတယ်။အမြင့်ဆုံးစီးမှဝယ်တာက risk နဲ့ပါတယ်။ trend နဲ့မဆန့်ကျင်ဘူး။စီကွက်ကအတက်လန်းချောင်း app trend မှာပဲရှိနေသေးတယ်ဒီလန်းချောင်းကြီးကိုဟုန်ကြည့်ပြီးတော့ခဏကြာတာကိုပဲဝင်ဝေတာမဟုတ်လို့ပါနောက်တစ်ခုကတော့စိတ်ရှိတက်လာတယ် ဈေးတွေတအားတက်နေတော့မှဖို့မှုဖြစ်ပြီးတော့လိုက်မဝဲပဲနဲ့ဈေးကကိုယ်စီကိုပြန်ချလာတာကိုစောင့်ထက်သွားစေပါတယ်။ dip အစစ်လားထောင်ချောက်လားဒါကအရေးအကြီးဆုံးမှာပဲဈေးကြတိုင်းတစ်မဟုတ်ပါဘူးတချို့ကပြန်တက်ဖို့ကြတာတချို့ကအဆုံးထိကြဖို့စရပါ dip acid နဲ့ထောင်ချောက်ကိုဘယ်လိုခွဲမလဲ trend ကိုကြည့်ပါ Aptra အစစ်ဆိုရင်ဈေးက higher height အရင်အမြင့်ထက်ပိုမြင့်တယ်ပြီးတော့ higher low အရင်အနိမ့်ထက်ပိုပြီးတော့မြင့်တဲ့အနိမ့်တွေပဲရှိရပါမယ်ဈေးကျလာပေမဲ့အရင် low အဟောင်းကိုမဖောက်သွားသေးရင်ဒါက dip ပါ တကယ်လို့အဲ့ဒီ low ကို ဖောက်ချသွားရင်တော့ trend ပြောင်းသွားတာ reversal ဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ support ခံနိုင်နေရတွေပါ။ဈေးကကြားဖို့ခက်ခဲတဲ့ support နေရာတွေဒါကဘလူးနေရာတွေလဲဆိုရင်အရင်ကဈေးတက်ဖို့ခက်ခဲခဲ့တဲ့ resistant နေရာဖြစ်ခဲ့ပြီးတော့အခုမှ support ဖြစ်သွားတဲ့နေရာဒါမှမဟုတ် moving average line တွေရှိတဲ့နေရာတွေမှာ support level ရှိတတ်ပါတယ်အဲ့နေရာတွေမှာရပ်တန့်တတ်ပါတယ်အဲ့နေရာတွေကနေဈေးပြန်တက်တဲ့ bounce တဲ့ဆိုလို့ရှိရင်တော့ဒါကလက္ခဏာကမှာ ။ဒါပေမဲ့အဲ့လိုမျိုး support နေရအခြေကြီးတွေကိုတန်းနေအောင်ဖောက်ထွက်သွားရင်တော့တတိထားမှာဖြစ်ပါရယ်။ဒါတစ်ခုကတော့ volume အရာအဝယ်ပါ။ dip access လို့ရှိရင်စေးကြနေတော့ volume ကနေနေရင်အယောင်နေနေရင်ဒါကအမျက်ထုတ်ယုံတတ်တတ်ပဲဖြစ်ပါရယ်။ဈေးပြန်တတ်တဲ့အချိန်မှာ volume ပြန်များလာမှပဲဝယ်လိုအားအစစ်တွေဝင်လာတာပါ။ ထောင်ချောက်ကတော့ဈေးချနေတာကို volume အများကြီးနဲ့ထိုးချနေရင်တော့ရောင်းအားအရမ်းများနေလို့ panic selling ကိုတတိထားရပါမယ်။ဆိုတော့ dip ကိုဘယ်လိုမျိုး smart data ဝင်ပလဲ။ဈေးချတိုင်း all in ဝင်တာမျိုးမလုပ်ပါနဲ့အစီအစဉ်တခြားလုပ်ရပါမယ်။နံပါတ်၁ခွဲပြီးတော့ဝယ်ပါ skill in ဒါကအကောင်းဆုံးနည်းလမ်းတစ်ခုပါ။ကိုယ်ဝယ်မဲ့ပမာဏဥပမာဒေါ်လာ100ကိုတစ်ခါရဲမဝယ်ဘဲနဲ့ ဒေါ်လာ30 30 40ဆိုပြီးတော့ဈေးသုံးခုခွဲဝယ်ပါဈေးကကိုယ်ဝယ်ပြီးတာထက်ပိုချသွားရင်တော့နောက်တစ်ခါထပ်ဝယ်နိုင်ပါသေးတယ်ဒါကိုပြန်ပြစေ average price ကောင်းကောင်းရနိုင်ပါတယ်နံပါတ်2စောင့်ပြီးတော့ဝယ်ပါ စေးကြနေတော့ falling knife ဝင်မဖက်မှာနဲ့စေးကြတာရက်ပြီးတော့အစိမ်းအောင်ခံတော့ bullish candle လှလှလေးပြန်တက်လာတာဒါမှမဟုတ် RSI လို indicator တွေက oversold 30နာကနေပြန်ခေါင်းထောင်လာတာကိုဆောင်မှာအောက်ဆုံးစီးတော့မမိနိုင်ဘူးဆိုပေမဲ့ပို့တိချပါတယ်။အမှတ်3ကတော့ limit order ကိုသုံးပါကိုလိုချင်တဲ့ဈေးဥပမာ support ဈေးတန်းကို limit buy order တူတင်ထားလိုက်ပါဈေးကအဲ့ဒီထိကျလာရင် auto ဝယ်လာပါလိမ့်မယ် ချက်ကိုတနေကုန်ထိုင်ဆောင်ကြည့်နေစရာမလိုတော့ဘူး။ဘိုင်ဒါဒီပလိုရင်းနဲ့အဖြစ်အများဆုံးအမားရီဒီအမားရီရှောင်းနိုင်ရင်သူများရီထက်အများကြီးသာသွားမှာဖြစ်ပါရဲ့။အမားတစ်ကတော့စေးကြတိုင်းလိုက်ဝဲတာပါ။ဘိုင်နိုင်ကစေးကြတိုင်းတန်တက်တာမဟုတ်ပါဘူး။တချို့ခွိုင်းတွေကတည်င်းစုံဟန်ခံရတာစကန်ဖြစ်တာတွေကြောင့်ကြတာဖြစ်ပါရဲ့။အဲ့ဒါတွေကပြန်တက်ဖို့မလွယ်ဘူး။ဘာကြောင့်ကြရလဲဆိုတာကိုအရင်စစ်ဖို့လိုပါတယ်။အမားနဲ့ all in ဝင်တာ ပထမဈေးကြတော့အကုန်ဝယ်လိုက်တော့နောက်ထပ်ပူကြလာရင်ဝယ်စရာပတ်စံမရှိတော့ဘူး။ဒါဆိုလို့ရှိရင် buy the dip ကနေ cry the dip ဖြစ်သွားနိုင်ပါတယ်။အမတော့ကတော့စောစောစီစီဝင်ဝယ်တာပါ ဈေးစကြတာနဲ့ဝင်ဝင်ရင်အောက်ဆုံးထိပါသွားနိုင်ပါတယ်။အ ਨੇ ဆုံးဈေးကတည်သွားတာဒါမှမဟုတ်အတီးဖြူဆက် confirmation တခုခုကိုစောင့်ဖို့လိုပါတယ်။အမားလေးကတော့စိတ်ခံစားချက် emotion နဲ့ဆုံးဖြတ်တာဖြစ်ပါတယ်။ FOMO ကြံခင်ပါကြောက်တာ FUD ကြောင့်လည်းနားရတဲ့အဝဲမရောက်မှနဲ့ good plan အစီအစဉ်နဲ့ပဲသွားပါ။အမားငါကတော့ leverage အလုံးအကျော်သုံးတာပါ။ dip ဝယ်တာကဈေးကောင်းရဖို့ပါ။ leverage day တိုးပြီးတော့အနေရမယူပါနဲ့ဈေးကကိုထိတ်သလိုချက်ချင်းပြန်မတက်လာရင်ကိုယ့်ရဲ့ဖက်ဆန်တွေအခုံကုန်သွားနိုင်ပါတယ် buy the dip ဆိုတာကကန်ဆန်တာမဟုတ်ဘူးစီးကတဲ့ကြလို့ရတဲ့ strategy တစ်ခုပါစည်းကြရဲဝင်ခွဲတာမဟုတ်ဘဲနဲ့ trend ကောင်းနေတော့ခဏနားတဲ့ tip အစ်စ်တွေကိုပဲ trade away ရတာပါ project account စာတွေဥပမာ bitcoin တို့ ethereum တို့ကိုရွေးချယ်ပါ ကိုယ့်ရဲ့ risk ကိုကိုယ်ကိုယ်တိုင်ထိချုပ်ပါ stop loss အမြဲထားပါစိတ်ရှိပါဒါဆိုရင်တော့ဒီ tip တွေကကိုယ့်အတွက်ကိုရည်ရွယ်ပါအချို့မြတ်ကောင်းလေးဖြစ်လာနိုင်ပါတယ် crypto trading လုပ်ဖို့အတွက် crypto exchange account တကူမရှိသေးဘူးဆိုလို့ရှိရင်တော့ကမ္ဘာပေါ်မှာလူသုံးအများဆုံး exchange application ဖြစ်တဲ့ Binance ကိုအခုပြလာတဲ့ crypto market referral code ကိုသုံးပြီးတော့ဖွင့်ထားလို့ရပါတယ်။ဒီလိုဖွင့်ထားရဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကို discount ရမယ့်အပြင် crypto make ကနေပြီးတော့ core user တွေအတွက်တည်တံ့လို့ပေးထားတဲ့ VIP group ကိုလည်းဝင်ဝင်ရအောင်မှာဖြစ်ပါတယ်။ VIP group မှာဆိုလို့ရှိရင် pro trader တွေကို right တင်ပေးနေတဲ့ market analysis တွေ trading scenario နဲ့ up to date news တွေကိုဖတ်လို့ရမှာဖြစ်ပါတယ်။ဒီ VIP group က ငွေကြေးပေးပြီးတော့လုံးဝလုံးဝဝင်လို့မရပါဘူး။ Crypto Market ကုတ်ကိုသုံးထားတဲ့ Binance Account User တွေပဲဝင်ဝင်ရမှာဖြစ်ပါတယ်။ပြီးတော့ဒီကုတ်ကိုသုံးထားတဲ့ User တွေအတွက် Crypto Mate ဘက်ကနေပြီးတော့လစဉ်လတိုင်း campaign တွေလုပ်ပြီးတော့ reward တွေလက်ဆောင်တွေပေးနေရရှိပါတယ်။ဆိုတော့ဒီလိုမျိုးခွင့်ရေးတွေအများကြီးရဖို့အတွက် Binance Account ဖွင့်တဲ့အခါမှာ Crypto Market Reward ကုတ်ကိုသုံးပြီးတော့ဖွင့်ဖို့လိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါပဲ။ Crypto Mate ပါနောက်ဗီဒီယိုမှာပြန်တွေ့ရပါပေါ့။